လက်ရှိမြန်မာဒေါ်လာရဲ့အခင်းအကျင်းမှာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAO တွေအပါအဝင်တခြားလက်နက်ကိုင်အဖွဲ့တွေနဲ့မြန်မာတပ်မတော်တို့အကြားစကိုင်းတိုင်းကိုဗားကြောင်လိုချင်နေကြသလဲဆိုတဲ့အပေါ်မေးခွန်းထုတ်မှုတွေရှိလာပါတယ်။စကိုင်းတိုင်းဟာတိုင်းဒေသကြီးခုနှစ်ခုထဲမှာအကျယ်ဆုံးတိုင်းတစ်ခုဖြစ်ပြီးမကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးရှမ်းပြည်နယ်ကချင်ပြည်နယ်အိန္ဒိယနိုင်ငံနဲ့ချင်းပြည်နယ်တို့နဲ့ဝန်းရံထားတာဖြစ်ပါတယ်။ စကိုင်းတိုင်းဟာမြန်မာနိုင်ငံလွတ်လပ်ရေးရှုစဉ်ကလေးကနိုင်ငံရေးသမားအများစုရှိခဲ့ကြတာဖြစ်တယ်လို့ရတနာရီထွက်ရှိတဲ့အတွက်နှစ်ပတ်အင်အားစုတွေအကြာလိုချင်နေကြတာဖြစ်တယ်လို့တိုင်းလိုင်းရှမ်းနေအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ TNDP မှဥက္ကဋ္ဌဆိုင်းထီအောင်ကစီရင်တဲ့တင်းဌာနကိုပြောပါရစေ။အဲဒီစကိုင်းကတော့မြန်မာပြည်လွတ်လပ်ရေးရှုစဉ်ခါရင်းနိုင်တဲ့စကိုင်းကနိုင်ငံရေးသမားတွေတော်များများရှိတာပေါ့နော်လွတ်လပ်ရေးရှုစဉ်ခါလုံးကအဲ့ဒီချိန်တော့အဲ့လိုရှိတဲ့အခါကျတော့စကိုင်းကတိုင်းမှာတော့သူအခြေဆုံးတိုင်းဖြစ်တူယူကြကြတာဖြစ်ပါတယ်အဲ့ဒီချိန်မှာ ။ဘာကြောင့်မို့ဒီဒါဆိုတိုင်းတိုင်းမှာကြောက်ရနိုင်တော့ဖြစ်တယ်ဖြစ်တယ်။ရနာဆိုတာကျွန်တော်တို့တက်သူတွေအစားပေါ့နော်။အရှင်ကြီးအရာကျင်းကိုကျွန်တော်တို့အခုမိကြီးရလို့တဲ့မိကြီးရစားအဲ့ဒီမိမိညာစားအဲ့ဒီတိုင်းမှာဖြစ်ချင်တယ်လို့ကျွန်တော်သိချင်တာပေါ့။အဲ့ဒါရပါမှာပေါ့လေတိုင်းတိုင်းကိုအရာလူချင်းညာကြီးချတော့ ဒါဒီအရင်နောက်တနာဖလက်ထက်တုန်းကလည်းရှိတိုင်းဒေတာကြီးကိုတတ်မှတ်ထားခဲ့တာလေဒီတိုင်းတိုင်းတော့ဟုတ်ကြကြွေးရနာတော့လည်းထဲဒီထောင်လိုက်တာပေါ့အတော်ကရေရေသေးဆိုင်ကြွေးရဒီတိုင်းတိုင်းမှာရှိတယ်ဒီနာတော့လည်းထဲမှာတော့အောင်ကြီးစကိုင်းတိုင်းမှာတိုင်းတန်ဘီခန်ကောင်စီတမမဟုတ်အစုဖွဲ့တစ်ခုတိဆောက်ပြီးအာနာရှိစနစ်ချုပ်ငင်းရေးကိုပိုင်ပြဌာန်းခွင့်နဲ့ကိုပိုင်အုပ်ချုပ်ခွင့်ရရှိရေးဖက်ဒရယ်စနစ်ပေါ်ထွန်းရေးတို့ပေါ်ဆောင်ဖို့ နေဦးတော်လိုင်းရေးမှာပါဝင်တဲ့နိုင်ငံရေးအင်အားစုတွေနဲ့လက်နက်ကိုင်တွေဟာစကိုင်းဖိုရန်ဆိုပြီးတော့စုဖွဲ့ထားကြတာပါအဲ့ဒီလိုနိုင်ငံရေးအရာစကိုင်းဖိုရန်လိုမျိုးလှုပ်ဆောင်မှုတွေရှိပြီးတိုင်းသားတွေဘက်ကကြည်ပါကစကိုင်းတိုင်းဟာဦးစားပေးမဟုတ်ပေမဲ့လေသူတို့ဒေတာတွေကိုကောက်ွယ်ဖို့စစ်ရေးလှုပ်ရှားမှုတွေလှုပ်ဆောင်ကြတာဖြစ်တယ်လို့ပိုးမြသားလွတ်မြောက်ရေးဖွဲ့ချုပ် PNLO NCS မှဥက္ကဋ္ဌဘူမူကြီးခွန်ဦးကာကစီရင်တဲ့တင်ဌာနကိုပြောပါရယ်အာစကိုင်းတိုင်းကတော့ဒီဟိုအစွန်ထွက် တိုင်းဘက်ကကြည့်ရင်အဆုံးထွက်တဲ့နေရာပေါ့။ဥမာကချင်ဘက်ကကြည့်ရင်လည်းကချင်ပြည်နယ်နဲ့ကချင်ဒေသကိုသူကလှုပ်ချင်ရင်ကတိုင်းတိုင်းမှာသူကသူကချင်ပြည်နယ်ရဲ့ပြင်ပပေါ့လေ။အဲဒီမှာစီရီပေါ်ဆောင်ပြီးတော့ကချင်ပြည်နယ်ကိုစီရီရော့သူလုံနိုင်တာပေါ့။ထို့တူတော့ချင်းတို့ဘာတို့လည်းပဲဒီတိုင်းမှာပဲ။အချင်းတို့ဟိုလုံနိုင်တဲ့သဘောရှိပါလား။ဒါကြောင့်စကိုင်းတိုင်းကချားဖြစ်ပြီးတော့နော်အဖွဲ့စည်းပြီးပြီးက စကိုင်းတိုင်းကိုဟိုပါဗောလေဒီဟိုဦးစားပေးတော့မဟုတ်ဘူးဗောဒါပေမဲ့ဒီလှုပ်ရှားမှုအနေနဲ့တော့ဒီဒီပါလာနိုင်တာဗောသို့တော်လည်းပဲစကိုင်းတိုင်းကိုနိုင်ကိုနိုင်ကလောရမယ့်အလုပ်တွေလည်းရှိပါတော့မှာစကိုင်းဖိုရမ်လို့ဘာတော့လဲတချို့အာဒီမှာပြုခံရပြီးတော့ဆွေးနွေးတာတွေပါလေတွေ့ရပါတာဒါကြောင့် Sky Forum နဲ့အာနိုင်ငံရေး ုံစံပေါ့လေ။နောက်စကိုင်း constitution ပေါ့။စကိုင်းတိုင်းတဲ့မှာ gas ရေနံကြောက်ရွှေကျင်းနီသစ်ရွှေဖြူ chromite platinum ကြောင်းမီသွေးတန်မြေရှားတက်ထုစတဲ့တည်ရန်ဇာတ်တွေထွက်ရှိကြောင်းလည်းသိရပါဗျ။စကိုင်းတိုင်းမှာဘ ਹੁ အစိုးရအာဏာတိုက်ရိုက်တက်ရောက်မှုမရှိပေမဲ့လေမြန်မာနိုင်ငံရဲ့နယ်နိမိတ်မှာသာရှိပြီး ခြေဦးအရာပေးထားချက်ပိုင်းနဲ့ရှိပြီးသားဖြစ်တယ်လို့တင်ကမဟာဗျူဟာလေးလာရဲ့အဖွဲ့မှဒရိုက်တာဦးသိန်းထွန်းက CNN သတင်းဌာနကိုပြောပါရယ်အဲ့ဒါကတော့ကျွန်တော်ပြောတယ်ဟုတ်စတိုင်းတိုင်းရေးပါခြင်းမပါခြင်းဆိုအဲ့စတိုင်းတိုင်းမှာလောလောဆယ်အတူကအဓိကကိုပြင်းမှုတူနိုင်လို့ဆိုအဓိကအရေးကြီးသူတို့ကဒီဘုံဆွေးရအာနာဘဲအရာသူ့ငယ်အာနာဘဲတိုင်းရိုက်ပေးအောင်မရှိဘူးဆိုပေမဲ့မြန်မာနိုင်ငံရဲ့မြန်မာလူအကျဉ်းနဲ့စတိုင်းတိုင်းကြီး တော့အဲ့ဒီအချက်ကိုဒါကိုဒီပြောမယ်ဆိုရင်တစ်ခါတိုင်းဒီမောင်နိုင်ငံရဲ့လက်ရှိသောင်းချစ်ချက်အလို့အပိုင်းဆက်သူ့ရဲ့ဒီကားကျပိုင်းကတော့စီးရမ်းဖြစ်နေတဲ့ကြောင့်အခုဆူရရဲ့ဒီကားကိုပေါ်တာပေါ့စကိုင်းတိုင်းအတွင်းမှာနာဂလက်နက်ကိုင် NSCN ရှမ်းပြည်အမျိုးသားများတက်မတော် SNE ကတဲလက်နက်ကိုင် PLA MPA ကချင်လွတ်လပ်ရေးတက်မတော် KIA အရခတ်တက်တော် AA မြန်မာနိုင်ငံလုံးဆိုင်ရာចောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ကရင်မျိုးသားစီရင် KNU လို့ရှိပါတယ်။ဒါပြင်ချင်းမျိုးသားတပ်ဦး CNF ဇိုမီဒေါ်လာရေးတက်မတော့ဇက်အာရေးဇက်အာအိုးကုကီမျိုးသားတက်မတော့မြန်မာနိုင်ငံ KNB NUG အောက်ရှိပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ PDF ဗမာမျိုးသားဒေါ်လာရေးတက်မတော့ BNRA ပြည်သူ့လူမျိုးရေးတက်မတော့ PLA Community ကိုစရာလွေဦးဆောင်တဲ့96 Soldier CNDF ဒေသကောက်ွယ်ရေးတပ်ဖွဲ့ LPDF တွေစသဖြင့်ရှိကြတာပါအဲ့ဒီလိုပဲမြန်မာတပ်မတော်ရဲ့လက်အောက်ရှိပြည်သူ့စစ်တပ်ဖွဲ့ပါတာစတွေနဲ့ဖြူစောတိတပ်ဖွဲ့ပါစထားတွေလည်းရှိကြပါတယ်